ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာနော်ကိုစိန်တကွာရှင်လန်းချမ်းမြေတော်ကိုကျွန်တော်မှဆူတောင်းမေတ္တာကိုပို့သွားပါမယ်ဒီနေ့မှာကြောင်းတော့ကျွန်တော်တို့ဒီ3 phase motor လေးမှာပေါ့နော်ကျွန်တော်တို့အာတဖွေးတဲ့ပြတ်သွားတယ်ပေါ့နော်တဖွေးတဲ့ပြတ်တဲ့နေရာမှာကျွန်တော်တို့ကဒီအထုပ်မှာပေါ့နော်ဒီ slot မြောင်းလေးမှာအဲဒီဝင်ပြီးတော့ short ပြစ်ထွားတဲ့ short ပြစ်ထွားတဲ့အနေထားပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြင်မြန်ဆိုလို့ဒီ ိုင်းကိုတစ်ခုတည်းကျွန်တော်စမ်းပြင်ကြည့်နေပါတော့တကယ်လို့ဖြုံးမယ်ဆိုရင်ကျွန်တော်ကဒီဟာမာနေတဲ့နေရာမှာကျွန်တော်တို့ဗန်းနေကိုလေးတန်ထုတ်ပေးရပါတယ်နော်ဗန်းနေကိုလေးပြန်ထုတ်လိုက်လို့ရှိရင်ဒီကဒီမာနေတဲ့ကော်လေးဝိုင်းရပြန်ပြီးတော့ပြောပြောင်းသွားမယ်ပေါ့နော်ကျွန်တော်ထင်တယ်ပေါ့နော်ဒီလိုကျွန်တော်တို့နည်းနည်းလေးထုတ်လိုက်ပြီးထုတ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ ကွန်ထူးတဲ့တူလေးနဲ့တော့ကျွန်တော်လေးသူကြည့်မှာပဲပြီးတော့ရင်ဒီအနောက်ကဝါရီကိုကျွန်တော်ကမအရင်ဆုံးဒါတစ်ခွေတည်းပေါ့နော်တစ်ခွေတည်းမှာကျွန်တော်တစ်ခုတည်းတော့နေရာလေးကိုဒါကျွန်တော်လေးမကျွန်တော်တို့ကမြင်နေရတယ်ပေါ့နော်သူကစိတ်ကူရခိုင်စိတ်ကူလေးထက်ထားတဲ့အနေထားပေါ့ဗျာအဲ့ဒါကိုကျွန်တော်တို့က ီပြင်ချင်းတဲ့တနေရာကိုပဲကျွန်တော်တို့ဖြန့်လိုက်ပြည့်ပြီပါဘိုင်ကိုကျွန်တော်တို့က1နဲ့တင်ပြီး1လို့ရှိတယ်မှတ်တယ်လိုက်လို့ရပါတယ်ခင်ဗျာနော်အဲ့ဆိုရင်ကျွန်တော်တို့ပြင်ဆင်မဲ့ coin လေးအပြင်ကိုထည့်လာပြီเนาะအဲ့တော့အလိုလေး coin လေးထည့်လာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အဒီ slot မြောက်ထဲမှာကြံနေတဲ့ coin ကိုလည်းလုံးရမယ်ဒီဘက်ချမ်းမှာလည်းပဲကျွန်တော်တို့အဲ့ဒီ coin ကို စ်သွားတဲ့ coin ကိုပြောလို့ဒီဆိုတာကပြန်နေတယ်ပေါ့နော်အဲ့ဒီပြန်နေတဲ့ coin ကိုကျွန်တော်တို့ကပြန်ပြီးတော့အင်းစင်ချင်းနဲ့တို့တော့ဂျီနီယာလေးကိုလည်းပေါ့ထမန်းပုတ်ပြရအောင်နော်ထဲမှာရှိတဲ့ကျွန်တော်တို့ချီထားတဲ့ကျိုးအဟောင်းလေးကိုအဲအရင်ဆုံးဆွဲထုတ်လိုက်ရင်လည်းရပါတယ်နော် layer ချော်လေးနဲ့ပဲကျွန်တော်တို့ကဆွဲထုတ်မယ် နော်ကျွန်တော်ဒီကျိုးလေးကိုဆက်ထုတ်လို့ရပါတယ်နော်ညီဆောင်ကျွန်တော်တို့ကဒီခြေတုံးကကျွန်တော်တို့ကကျိုးကိုအပေါ်ကိုဆွဲထည့်ထားတယ်ဆိုတော့ကျွန်တော်ကဟောက်ကိုအရင်ပြန်တော့ချရပါတယ်နော်ဟောက်ကိုအရင်ပြန်တော့ချမယ်ပြီးမှဆွဲမယ်နော်လွယ်လွယ်လေးပါခင်ဗျာနော်ဟောက်ကိုအရင်တော့ချမယ်ဒီကမှပဲကျွန်တော်တို့ကကျိုးရဲ့အနေထားကိုကြည့်ပြီးတော့အရှိတ်ဘက်ကထွက်ရမလားအနောက်ဘက်ကထွက်ရမလား ကျွန်တော်တို့ဆွဲထုတ်တယ်ပေါ့နော် player choice လေးနဲ့ဒါကျွန်တော်တို့ဒီပစ္စည်းနေတဲ့ private motor မှာကျွန်တော်တို့ဒီတစ်ခုပြင်တစ်ခုတည်းလဲကျွန်တော်တို့ပြန်ပန့်လို့ရပါတယ်နော်အလုပ်ကြီးလေးကြတော့အမပေးပါဒါပေမဲ့လည်းပဲကျွန်တော်တို့ကအဲရေးစိခံမခံကျွန်တော်တို့ကပြောလို့မရဘူးဘာလို့လဲဆိုတော့တခြား client တွေကြည့်ခိုင်းမှုရှိမရှိဘူးလဲကျွန်တော်တို့က HR လေးစစ်ဆေးရအောင်ပါဖြစ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့နော်အဲကျိုးလေးတွေကိုအောက်ကိုအရင်တော့ချာ ဒီမှာကျွန်တော်တို့ငတ်တဲ့နေရာကိုကျွန်တော်တို့ကဆွဲနေတယ်ဒီမှာလည်းပဲကျွန်တော်တို့ကပေါ်ပြီးနည်းနည်းထုတ်လိုက်မယ်ပေါ့နော်ပျော်ပျော်လေးဖြစ်သွားအောင်ဒီ point ကိုလည်းပဲကျွန်တော်တို့ကနောက်ထပ်ဒီ image point ကိုဒီထုတ်လိုက်တဲ့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အစားထိုးထည့်မဲ့ point ကိုပြန်ထည့်ရအောင်လည်းပဲကျွန်တော်ဒီပေါ်လေးတွေနဲ့ပေါ့နော်ဒီမှာကျတော့နမူနာလေးလောက်ပြတာတော့ဒါကိုကျွန်တော်တို့ကပြန်ပြင်မပြင်ဘူးမသိသေးဘူးเนาะပြီးွားလို့ရှိရင်အခုဒီ မော်တာမှာထည့်ထားတဲ့စိတ်ကူကကျွန်တော်တို့ဒီစိတ်ကူရဲ့အဖျားလေးလေးကိုမခောက်ထားတဲ့အတွက်ကျွန်တော်ဒီမှာခက်တော့နည်းနည်းတွင်းမယ်ပေါ့ဒါစိတ်ကူလေးတွေမခောက်ပါဘူးပြီးွားရဲ့ကျွန်တော်တို့ကဒီဆောင်းလာလို့ပဲဖြတ်ထားတဲ့ क्वाइ ကိုလိုက်ဆောင်တယ်ဖြတ်ထားတဲ့ क्वाइ ကိုတွေးပြီဆိုတော့ဒီ क्वाइ လေးကိုဖြတ်ထားတဲ့ क्वाइ ကိုပဲအရင်ဆုံးကျွန်တော်တို့ဒီမှာဖြတ်ထားတဲ့ क्वाइ ကစိတ်တော်ရမယ်ဒါဒီကိုပေးတာပေးတာ ော့ကျွန်တော်တို့ဖြတ်ထားတဲ့ coin ကိုကြည့်မယ်နော်။ဖြတ်ထားတဲ့ coin ဆိုရင်ဒီအပေါ်ပိုင်းလေးတွေကိုကျွန်တော်တို့ဒီဆောင်ဆွဲနေမှာပေါ့နော်။ဒါကွာတော့နည်းနည်းလေးမှားတယ်ပေါ့လား။ဒါနဲ့လောက်ထားပြီးတဲ့နောက်ပိုင်းမှာကိုတင်တလတော်တော်လောက်တော့ရှိပြီပေါ့နော်။ နဲ့တော့လွဲသွားပါတော့နော်ဒါကျွန်တော်တို့ဒီမှာပြင်းနေတဲ့ ቋይ လို့တဘောထားလိုက်ပါတော့နော်ဟုတ်ကဲ့ကျွန်တော်တို့လုပ်ထုတ်ပြီးလို့ရှိရင်ဒီအထက်မှာပြန်ကြည့်မယ်ပေါ့အဲ ቋይ ပြတ်သွားတဲ့အနေထား ဲ့ဆိုရင်ကျွန်တော်ဒီ file လေးကိုတော့ဆက်ပြတ်မှာပေါ့နော်ပြင်မဲ့ပုံလေးအဲ့ကောက်ဝိုင်းပေါ့နော်အောက်ပိတ်ချမ်းမှာဖြစ်နေတယ်ဝိုင်းဒါဆိုတော့ကပြီးသွားပြီဝိုင်းမှာအဲ့မှာပြင်ရမှာဆိုတော့ပြီးနေပြီပေါ့နော် ငါကြတော့နည်းနည်းတော့အန်ဒီရများပါဗျ။ဘာလို့လဲဆိုတော့ဆောင်းကပြောသလိုပဲစိတ်ကူးဖြန်းတာပြီးမခောက်ထားတဲ့ဆိုကျွန်တော်ဒီနေရာမှာလည်းအဲ့တော့ခက်ခဲမယ်။ပါရောင်းလေးတွေကျွန်တော်တို့ထွက်လာတယ်။တော့ကဒီအင်းနေတဲ့အနေသားလေးကိုကျွန်တော်တို့ပြရပါမယ်။ဒီမော်တာခဲကရေငင်ပြီးတော့ကျွန်တော် ပြတ်သွားတော့ဖြစ်ပါเนาะခဏလေးပါအဲ့တော့ကြောက်ရတဲ့နေရာဆောင်ရအောင် မှာကျွန်တော်တို့ကဒီ wine ကိုထပ်ပြီးတော့ထည့်လို့ရအောင်ပြင်ဆင်ဖို့အတွက်ကိုကျွန်တော်ဒီ wine လေးတွေအကုန်လုံးကိုကျွန်တော်တို့က wine နဲ့တုပ်ပေးလိုက်ပါမယ်ဒါ wine နဲ့တုပ်လိုက်လို့ရှိရင်ဒီ wine လေးတွေပြောသွားတဲ့အခါမှာကျွန်တော်တို့ကဒီအပေါ်လွာကနေပြီးတော့ wine ကိုထပ်ထည့်လို့ရမှာဖြစ်တယ်เนาะဒါလေးကိုပြောအောင်ကျွန်တော်တို့ကအုပ်ပေးလိုက်မယ်ပြောသွားမှာကျွန်တော်ဒီ wine လေးတွေကိုပြန်ပြီးတော့နှိပ်ချရမှာပေါ့နှိပ်ချတဲ့အခါမှာ ကျွန်တော်ဒီအနောက်ကကွင်ကိုအပြင်ဆုံးလက်ချပါတော့เนาะဒါကျွန်တော်လမူမာလေးလောက်ပြတာဒီကွင်ကိုတော့မပြင်တော့ပါဘူးခင်ဗျာဒါလို့လဲဆိုတော့ customer များကျွန်တော်တို့ဒီခွဲမပြင်ခွဲတော့စဉ်းစားအောင်မှဖြစ်ပါတယ်ခင်ဗျာအနောက်ကကွင်ကိုကျွန်တော်တို့အပြင်ဆုံးလက်ချမယ်အနောက်ကအနောက်ကကွင်ပေါ့နော်ပြီးသွားရင်ကျွန်တော်ကအခုဒီမှာကျွန်တော်တို့ထုတ်လိုက်တဲ့ကွင်ပေါ့နော် ိုရင်ဒီချားလေးကိုကျွန်တော်တို့ကကြိုက်ချရအောင်နော်။ပေါ်ပြောနေတဲ့အချိန်မှာလည်းကျွန်တော်ကကြိုက်ရတာဖြစ်ပါလေ။အဲဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်ဖက်ကနေပြီးတော့ကွိုင်းကိုပြစီသွားတဲ့ကွိုင်းကိုတစ်ထပ်ကိုကျွန်တော်ကပြန်ထည့်လို့ရပြီပေါ့နော်။ဒီမှာကျွန်တော်ဒါနှိပ်ချလိုက်ပြီပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီပေါ်မှာကွိုင်းတစ်ထပ်ထည့်လို့ရတယ်။ဒီကောင်လေးကျွန်တော်ကပြန်ပြီးတော့နှိပ်ချလို့ရမှာပေါ့။ သူကဘွက်နဲ့ကွိုင်လေးတွေထိလိုက်တယ်ဆိုသူကကွိုင်လေးတွေဒီပြန်ပြီးတော့ပျော့ပြောင်းသွားပြီပေါ့နော်အဲအဲ့လိုမျိုးအာကျွန်တော်တို့ကွိုင်ကိုပြန်ပြင်းတဲ့အနေထားပေါ့နော်ကျဲတဲ့၄ငါးနေလောက်တော့လည်းပဲကျွန်တော်တို့ကဒီမော်တော်အုပ်ကြီးမှာကျွန်တော်တို့ဒီအခမ်းအသေးပဲနဲ့ကျွန်တော်တို့ဒီမော်တော်ကွိုင်ထက်မှာသွားပြီးလို့ဆိုရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့ဒီ ဒီကနေပြီးတော့ရည်လို့ဆိုရင်တဲနဲ့ပုတ်၄၅၆ပေါ်ဆော၆ဆိုတော့စတေစနစ်ဒီမှာကျွန်တော်၁၀စနစ်ပိုင်းထည့်လို့ရပြီပေါ့နော်အဲအဲ့လိုမျိုးဖြစ်ပါတယ်အဲ့လိုမျိုးဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဒီအပေါ်မှာပြန်ပြင်မဲ့ point ကိုကျွန်တော်တို့ကဒီကထည့်လို့အဲ point ထည့်ပြီးလို့ရှိရင်လည်းပဲဝင်ယူနဲ့ပြောနေရမှာပေါ့နော်ဒါကျွန်တော်အတွင်းရ point ကိုတစ်ခါထပ်ပြီးတော့ထုတ်ပြပါဦး ဒီအတွင်းကကွင်ကိုထုတ်တဲ့ခါမှာကျွန်တော်တို့ကဘယ်လိုထုတ်လဲဆိုရင်ဒီနောက်ထဲမှာရှိတဲ့ကွင်လေးတွေကိုကျွန်တော်တို့ကပြင်စီပြပြချင်းချင်းကျွန်တော်တို့ဆွဲထုတ်ရမှာဖြစ်ပါတယ်။ဘောကဒီဒီကွင်ကိုကျွန်တော်တို့ထုတ်မယ်ဆိုရင်ဒီမှာဒါကျွန်တော်နမူနာလေးလောက်ပြတာပါခင်ဗျာ။ပစ္စည်းနေတဲ့မြောင်းကိုပဲကျွန်တော်တို့ကပြန်ဖြုတ်မှာဖြစ်တယ် နာလေးပါခင်ဗျာ။ဝန်တာလေးပဲဖြစ်ပါတယ်။ဒီပိုင်းကြီးလေးကိုကျွန်တော်ကထုတ်ပြီးလို့ရှိရင်အပဲမှာကျွန်တော်တို့အပူခံစိတ်ကူးလေးကိုတော့ရထည့်မယ်ပေါ့။အပူခံစိတ်ကူးလေးကထည့်ပြီးလို့ဆိုတော့အဲ့ဒါပိုင်းကြီးတွေ့နေတယ်ကျွန်တော်တို့ရထည့်လို့မလုပ်ရဘူးပေါ့။ကျွန်တော်တို့ဆက်မှာဒါကျွန်တော်တို့ကဒီမှာပိုင်းကိုရကလောက်တစ်ပင်းနှစ်ပင်းကျွန်တော်တို့ကလောက်ထုတ်မယ်။ เป็นกลอทั้งหมดที่โดนควายเรื่อยๆเบี้ยวก็เป็นนักเบี้ยวแบบแบบตรงนี้นี่เองผมพี่เชนอยู่ตรงนี้ก็ใช้เบี้ยมาใช้สี่งนี้สิเนาะอย่างเราไอ้ฮาวไอฮาวดิ่กอย่างทั้งหมดนะอารมณอารมณ์กูแกมาพลาดไปหมดเนาะที่จอดว่าบ้านนี้ได้ใช่ไหมเลยแบบที่ควายนี้เลยกููไอ้ดู้อันตรายตัวเร ဘာနဲ့လေးတွေပြန်တုပ်ပေးမှုလို့ပါတော့ခင်ဗျာနော်ဒီမှာလဲကျွန်တော်ပြန်ရအောင်မယ်ပေါ့နော် ာကျွန်တော်တို့ဒီမော်တော်ကိုပတ်တဲ့ခေါ်ကျွန်တော်တို့ကျွန်တော်တို့ကဒီ outlet လေးကိုခောက်လိုက်ပြီးတော့ဒါကောင်းပါပြီနော်ထည့်လိုက်တဲ့ကွာကိုကျွန်တော်တော့ပြင်လို့ရပါတယ်နော်ကျွန်တော်အနေနဲ့တော့ပြင်လို့ရပါတယ် ကျွန်တော်တို့ငောက်ကျောကနေဝိုင်းကိုညာထုတ်တယ်နော်ဒါဒါတော့ငမူနာအနေနဲ့လုတ်ပြတာပါเนาะကျွန်တော်တို့ဒီအမော်တာကိုကတ်စမန်ကတ်စတမ်မာများဒီအားထိုင်းမှာပဲကျွန်တော်တို့ခိုင်းရမှာမလို့ဆက်မှာနိုင်ရမလားမနိုင်ရဘူးလားဆိုတော့ကျွန်တော်တို့ဒီဒီပါ ာအလောက်လေးဆွဲထုတ်မယ်ပေါ့နော်ဒီဘောဒီမှာနောက်ကြောက်ရပဲကျွန်တော်ဖြတ်ထားတဲ့ခိုင်ရောဟိုအရင်ထုတ်မယ်ဒါတဖိတ်မှဆိုရင်ဒါတစ်ခုစီပေါ့ဗျာဒီကတူပိုးမော်တာပေါ့နော်ကျွန်တော်တို့တူပိုးဒီတန်းမော်တာလေးဖြစ်ပါတယ်ကျွန်တော်တို့ကပြန်ပြင်မဲ့ကွိုင်းကိုထုတ်တဲ့နမူနာ ဒီစနစ်လေးပေါ့နော်လူငါလေးလောက်ပြတော့နော်အဲဆိုရင်ဒီနားမှာ point စီးပြီဆိုတော့ကျွန်တော်တို့ကဒီမှာသူ့ကိုပြန်ထည့်ရောကျွန်တော်ဒီအနောက်ကနေပြန်လို့မရတော့ဘူးအဆေးကနေပိုင်းရမယ်ဆိုတော့ကျွန်တော်တို့ဒီအဆေးမှာထည့်မယ်ဒီဖြတ်ထည့်လိုက်တဲ့ point ပေါ့ကျွန်တော်ဒီ point လေးတွေကိုဘယ်လိုဆိုအဲဒီလေးပို့ထားပေးရမှာဖြစ်ပါတယ်နော်အဲဒီမှာဒီလိုပြောပြအောင်ကျွန်တော်တို့ကအကွမ်းလေးတွေတုတ်ထားမယ် ။ဘန်းနေလေးတွေ software လေးလုပ်ရပါတယ်နော်။ဘန်းနေနဲ့ပြန်ထိတွေ့လို့ရှိရင်ဒီမာနေတဲ့ဘန်းနေတွေကပြန်ပြော့သွားပါတယ်နော်။တင်ကန်နဲ့ဆေးလို့မရပါဘူး။ကျွန်တော်တို့ဘန်းနေနဲ့ပဲပြီးကိုပြန်ပြီးတော့ဖြည်းဖြည်းအောင်ပြော့သွားအောင်လုပ်ပေးရပါတယ်။ဒါကျွန်တော်တို့ဒါဖြည်းဖြည်းကိုကိုလိုတဲ့ပုံစံလေးရအောင်ကျွန်တော်တို့ရက်ချမ်းပါတော့နော်။ဒါမှလည်းပဲကျွန်တော်တို့ကဒီအပေါ်ထားကနေဒီ try ကိုကျွန်တော်တို့ပြန်တက်မယ်နော်။ဒါက မမူညာလေးလောက်ပြတာပေါ့နော်ညမှာကျတော့ကျွန်တော်တို့ဒီ quiet ထက်ရနည်းနည်းတော့ပါမန်အနေထားထိတော့သူကနည်းနည်းပို့ကြမ်းမှာပေါ့အဲ့လိုမျိုးဒါဆိုရင်ကျွန်တော်တို့ဒီ solo မြောင်းထဲကနေပြီးတော့ quiet လေးတွေကိုကျွန်တော်ကဟိုကအောင်ခဏလေးထုတ်ပြမယ်ပေါ့နော်ဒါကျွန်တော်တို့အဲ့ဒီ quiet လေးတွေကိုကျွန်တော်ကဒီမှာတပင်းနှစ်ပင်းအရင်ဆုံးခင်လာအောင်လုပ်မယ်ပြန်ထားလိုက်မယ်ပေါ့နော်ပြီးမှကျွန်တော်တို့က player နဲ့ ဒီမှာဆိုကွယ်လေးတွေဖြန့်လာပြီဆိုရင်ပလယ်ယာလေးနဲ့ကျွန်တော်တို့လိုက်ပြီးလို့ရှိရင်ဒီကွယ်လေးတွေကိုကျွန်တော်ကလယ်ယာနဲ့လိန်လိုက်လို့ရှိရင်ကွယ်လေးတွေဒီဟောလိုမျိုးဖြန့်လာပါတယ်။ဒါကွယ်လေးတွေဖြန့်လာပြီဆိုရင်နောက်ထပ်ကြာရှိနေတဲ့ကွယ်လေးတွေကိုကျွန်တော်ကဖြန့်လာပါတယ်။ကျွန်တော်တို့ဆွဲလို့ရရင်ရှင်းနေတယ် ပြပြီးတော့ဒီလိုခါလေးကိုမခက်ကခဏညံနာမှာနော်ဒီရင်ကျွန်တော်တို့သူ့ရဲ့လူအပ်တဲ့အရေးတွေးကိုကျွန်တော်တို့ပြန်ပြီးတော့ဖက်မယ်ပေါ့နော်ဒါပေမဲ့ဒီလောက်ကြတော့ကျွန်တော်တို့ကနမူနာလေးအနေနဲ့လုပ်ပြတာပေါ့ညပတ်တဲ့ခါမှာကျွန်တော်တို့လုံးလုံးပြန်ဖက်မယ်ပေါ့နော်အမဆန်ကတို့ကစေးစေးနေနေကြပါနော်။ဒါပေမဲ့ကျွန်တော်တို့ကတော့အပြင်ကျွန်တော်ဒီစက်ကူလေးကို တို့တို့အပြင်ကိုရောက်အောင်လှုပ်ထုတ်လိုက်မှာပေါ့နော်ပြီးတော့မှဒီနေရာမှာကျွန်တော်ကအစားထိုးစက်ကိုလည်းပြန်ထုံးမယ်ဒါပေမဲ့ तू ကပြန်ပြီးတော့ဟိုကဖြစ်တဲ့အခါမှာကျွန်တော်တို့လည်းနဲ့တော့ဖြစ်တယ်ပေါ့နော်ဒီစက်ကူကိုလည်းလဲမှရောက်မှာမလဲလို့ရှိရင် तू ကဘာနဲ့အဟောင်းလေးတွေဖြီးတဲ့အခါကျတော့ကျွန်တော်တို့အပေါ်ကနေအဆလောထုံးလို့ရှိရင် तू ကမဆိုင်တော့ဘူးနော်ဒါရက်ဖြစ်ကုန်တော့အဲ့ဒါကိုကျွန်တော်ကစိတ်ကူအဟောင်းကိုပြန်ပြီးတော့ထုတ်မယ် ဟမ်ဒီဆက်ကိုထည့်လာပြီပြေကျွန်တော်ဒီဟာလေးကိုနည်းနည်းလေးဘလိုတော့ client ကိုလေးလာရဟဲ့ဆက်ထုတ်လာပြီပြေကဆက်ကိုထည့်လာပြီဆိုတော့ဒီမှာကျွန်တော်ဆက်ကိုအတက်ပြထုတ်မယ်ပေါ့နော်အဲဒါနမူနာလေးပေါ့ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာ quick pump ဘုတ်ရဲ့ဆက်တဲ့ပြန်ဖြစ်နေပြီပေါ့နော်ဒီအထဲမှာကျွန်တော်က slot ဆက်ကိုပြန်ပို့ပြီးတော့ဒါကျွန်တော်တို့ပြန်ပြန်ဖတ်လို့ရအောင်ဒီမှာဆိုရင်ပိုင်လေးတွေကအချို့နေရာလေးဆိုတာ quality ဆိုအကောင်းကြီးပဲဒီပေါ့ကွန်နက်ရှင်မပြတ်သေးဘူးပြန်နေတဲ့ကွန်နက်ရှင်ပြန်နေတဲ့ quality ကိုကျွန်တော်ကထုတ်လိုက်ပြီပေါ့နော်ဒါနမူနာလေးပေါ့ခင်ဗျာโอเคအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဒါကြတော့နမူနာပုံစံလေးအနေနဲ့ကျွန်တော်လုပ်ပြရတယ်နော်ငရန်ကြတော့လည်းကျွန်တော်တို့ကတောင်းအားလုံးပြန်ပါမယ်တကယ်ဆိုရင်ကျွန်တော်ကလောင်နေတဲ့တစ်ခုတည်းဟုတ်ပဲ quality 6ခုရှိတယ်ပေါ့ဒီခေတ်မှာကျွန်တော်ကဒီနှချင်းဆိုင်မှာသူကကူကူဆိုရင်ဘယ်လိုမျိုးနေနှချင်းဆိုင်ဒါသူ့ရဲ့ဖွေးပေါ့နော်အဲဒီတစ်ခုပြန်နေတယ် ခုကိုလည်းကျွန်တော်ဖြတ်ပြီးတော့ပြလို့ရပါတယ်အနှုတ်ကြီးကိုလည်းကျွန်တော်ပြင်ပြပါတယ်နော်ဒါကြတော့နမူနာလေးပဲခင်ဗျာရေးစိကောင်းလားဆိုတော့ကျွန်တော်တို့ဒီ quiet ရဲ့အနေအထားပုံမှန်ကိုကြည့်ရတော့ဒီလက်စီပန်းထားတဲ့အဟောင်း quiet ဘယ်လောက်ဒီခံနိုင်ကြမ်းလဲကျွန်တော်တို့ဒီပြန်ထည့်လိုက်တဲ့ quiet နဲ့ quiet အဟောင်းနဲ့ပြန်ဆင်းတဲ့ပုံမှာဆင်းရအောင်မထိချမယ်ဆိုတော့အကြောင်းကြီးတော့နော်အားလုံးဒီမဲ့ကျေးဇူးတင်ပါတယ်ရှင်လန်းချန်နီရပါစေခင်ဗျာ